ဝယ်လက်ဒေတာတွေကိုဘယ်လိုဖြည့်သွင်းနိုင်မလဲ။ဒီရမှာသင်ရဲ့ဝယ်လက်ဒေတာတွေကိုသိမ်းဆည်းထားနိုင်ဖို့အတွက်ဘယ်လိုဖြည့်သွင်းသွားရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ Zoom application ဝင်မှာအောက်ဆုံးကဇာတ်မျက်နှာ၃ခုတည်းကအခုဆက်မျက်နှာဝင်လိုက်ပါ။ပြီးရင်ဘာရဖြစ်တဲ့ဝယ်လက်များဝင်လိုက်ပါ။တင်းဝယ်လက်လိုချင်တဲ့အင်ချက်မြေအမျိုးအစားများကိုအချက်လက်တွေမှတ်သားနိုင်ဖို့အတွက်အပေါ်ဆုံးကလူပုံစံနဲ့အပေါင်းခလုတ်ကိုနှိပ်လိုက်ပါ။ဒီမှာဆိုလို့ရှိရင်တင်းဝယ်လက်လိုချင်တဲ့အချက်လက်တွေတစ်ခုချင်းစီဖြစ်သွင်းနိုင်ပါရဲ့။ တလို့ဖြစ်သွင်းပြီးရတဲ့ add new buyer နိုင်လိုက်ပါ။ဒါဆိုရင်သင်အနေနဲ့သင်ရဝင်တဲ့အချက်လက်တွေကိုတစ်ခါတည်းပြန်လည်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာဆိုရင်သင်ဝင်လက်တဲ့ data တွေကိုဘယ်လိုဖြစ်သွင်းသွားမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာဒီဝင်လက် data တွေကိုဘယ်လိုရှာရမလဲဆိုတာထပ်ပြီးပြပြပေးသွားပါမယ်။